မေစုကသူ့ဘာသာထောင်ထဲမှာပဲနေနေဆရာပြောပြမယ်။ तू ကအောင်မြင်တဲ့ तू ။ तू အတွက် तू မြန်မာပြည်မှာလာဒုက္ခခံခါနာမဟုတ်ဘူး။ဒီမြန်မာပြည်သားတွေရဲ့ချုံနောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာ။ဒါကြောင့်ဒီနေရာနဲ့အမေစုကိုလေးစားပါတယ်။အရန်ချစ်ပါတယ်။ဂုဏ်ယူပါတယ်လို့ပြောပြစေအမေစု။နိုင်ငံရေးပြောတာတော့မဟုတ်ဘူး။ဆရာလေးစားပါတယ်အမေစုကို။ तू आ इंग्लैंड နိုင်ငံမှာ तू ကတကယ်ပညာတတ်တယောက် သူ့ဘာသာ share နေခွင့်ဆရာဘယ်သူဘာမှမလိုက်ဘူးเนาะဆရာနိုင်ငံကြီးပြောတာမဟုတ်ဘူးလူသားတယောက်ရဲ့ပိတဘုံပဲဆရာပြောမှာအမေစုဟာအင်္ဂလန်နိုင်ငံမှာပညာတတ်ကြီးမြန်မာပြည်သားတွေရဲ့ဒုက္ခနဲ့မြန်မာပြည်သားတွေရဲ့ပြဿနာကိုမြင်တဲ့အခါမှာကူညီချင်လို့ရောက်လာခဲ့တာ။ဆရာနိုင်ငံရေးပြောတာမဟုတ်ထပ်ခါပြောပြီနော်။ လူပီတဘုံကိုဆရာပြောနေတာဒီနှလုံးသားကိုပြောနေတာဆရာဒေဗလာနိုင်ငံရေးလာပြောတယ်နိုင်ငံရေးဘာမှစိတ်ဝင်စားဘူးဒါပေမဲ့အမေဆူရဲ့နှလုံးသားက तू ကသူ့ဘာသာသူအေးစင်းနေလို့ရရဲ့သားနေဟိုမှာမနေဘဲနဲ့မြန်မာပြည်ပြန်လာတော့ဒုက္ခခံပြီးတော့မှာ ရအောင်သူနေခဲ့တဲ့အင်္ဂလန်နိုင်ငံရဲ့အခွင့်အရေးလူရဲ့အခွင့်အရေးတစ်ခု ရှိအောင်ငါလုံမယ်ဆိုတဲ့စိတ်နဲ့လာလုံရင်းနဲ့ तू အခုတော့အသက်လက်ကြီးပြီးထောင်ထဲမှာရှိနေတော့မယ်ဒါပေမဲ့အဲ့ဒါဘာအတွက် तू ကလုံတာလဲလို့သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့ နိုင်ငံကြီးမှာနေခဲ့ဘူးတဲ့သူတို့ကျွန်တော်တို့လိုမျိုးကျွန်တော်လည်းနိုင်ငံကြီးမှာနေခဲ့တယ်အမေစုလည်းနိုင်ငံကြီးမှာနေခဲ့တဲ့ခါမှာမတရားမှုတွေဆိုတာအများကြီးမြင်တယ်လူအခွင့်ရေးမရှိတာတွေအများကြီးမြင်တယ်လူဖြစ်ရတဲ့လူဖြစ်ရတဲ့လူလိုအသက်မရှင်ရတဲ့ဘဝကြီးကို तू ကမြင်တော့မနေနိုင်လို့လာတာကျွန်တော်လည်းဘာသာရေးခရိယာနေကဲ့ရဲ့တယ် ကျွန်တော်ပြောနေတဲ့စကားကဒီခရိယန်ဖြစ်ပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားကိုကိုးကွယ်ပါတယ်ပြောပြီးတော့မှအချီးမြတ်ဆုံးသောဘုရားကိုကိုးကွယ်ပြီးတော့ဘာယုံမှမပေါက်တာကိုမနေနိုင်လို့ပြောနေတာကျွန်တော်အမေစုနဲ့နိုင်ရှင်တာမဟုတ်ဘူးနော်ကျွန်တော်တော့ဘာသာရေးတိုက်ခိုက်တာ तू ကနိုင်ငံရေးတိုက်ခိုက်ခါတာ तू ကလည်း သူ့ရဲ့နိုင်ငံနိုင်ငံတကာမှာသူကြီးတဲ့ခါမှာဒီလူတွေမဖြစ်သင့်ဘူးအယင်ရှင်းရှိတယ်အယင်ရှင်းရှိရှိတဲ့သူကဘာမှလုပ်လို့မရဘူးနှိမ်ခံထိထားတယ်နိုင်ငံမကောင်းတဲ့အတွက်ကြောင့်သူများနိုင်ငံမှာဆေးလာကုရတယ်ကိုယ်နိုင်ငံဆေးရုံရှိရင်သူများနိုင်ငံဆေးသွားကုရတယ်အထိပယ်မှမရှိတာ ကိုယ်နိုင်ငံမှာကြောင်းရှိရတဲ့အတိုင်းသူများနိုင်ငံကြောင်းတွားတတ်တာအတိတ်ပဲမှမရှိတာကျောင်းနိုင်ငံရင်မပြောဘူးနော်စိတ်နေစိတ်ထားကိုပြောနေတာမြန်မာပြည်ရဲ့စင်ရဲချင်းကအဓိကအတ္တသမားတွေများနေလို့ တာကိုအတ္တမရှိတဲ့အမေစုကလာပြီးတော့မှပြတာငါနိုင်ငံမှာငါကောင်းစားနေလို့ရရဲ့သားနဲ့မနေဘဲနဲ့ဒီမှာလာနေတယ်အဲ့တော့မမြင်တတ်ပဲနှထောင်ထဲမှာထည့်ပလိုက်သေးတယ်ကြပြောချင်တာကစိတ်နေစိတ်ထားမကောင်းဘူး ရာစော်ကားနာမဟုတ်ကြီးကုန်မောင်တို့မတော်ဘာလို့မစော်ကားအောင်ဒါပေမဲ့ကိုယ်နိုင်ငံရှိရနဲ့ကိုယ်နိုင်ငံမှာစေယုံရှိရနဲ့မတက်ရတဲ့ဘဝကိုယ်နိုင်ငံသွားကြည့်လိုက်စေယုံကဆုတ်ပြတ်သတ်နာပဲဒါအောင်ဆရာလေဆရာရဲ့မွေးနေ့မှာဆရာပြောတယ်ဆရာမွေးနေ့မှာဘာမှရှောင်မလုံနဲ့ဆရာမကြိုက်ဘူးဒါပေမဲ့မြန်မာပြည်မှာရှိတဲ့တကယ်လိုအပ်တဲ့ cancer ward မှာရှိတဲ့ဆုတ်ပြတ် cancer ward မှာသွားကြည့်လိုက် ဆေးရုံတွေမှာကင်ဆာဝတ်မှာအညစ်ပတ်ဆုံးပဲကင်ဆာဌာနဆိုပိုတော့တတ်ရှမ်းမဲ့နေရာကင်ဆာဌာနအညစ်ပတ်ဆုံးပဲမြန်မာမှာလို့လည်းနားလေပြောတယ်ကင်ဆာလို့ပြောမှတ်မှာဆိုကင်ဆာကင်ဆာဌာနအညစ်ပတ်ဆုံးပဲညစ်ပတ်တလားမမင်းနဲ့ အဲ့ဒီနေရာတွေကိုတန်ရှင်းလို့ရမယ်တန်ရှင်းလို့ဘာမစ်တင်အောင်လားမသိဘူးဒိတ်ပဲမရှိတဲ့ဟာတယ်လိုအပ်လို့တန်ရှင်းလို့တော့ဘာမစ်တင်အောင်မယ်အဲ့ဒီဘာမစ်ခါပတ်စံပေးရအောင်မယ်စဉ်းစားကြခင်ဗျစဉ်းစားကြဘယ်လောက်ရုပ်ရုပ်ဆိုးသွားလဲဆိုတာမစ္စတာ အဲ့ဒီနေရာလေးကိုညစ်ပတ်နေလို့တန်ရှင်းရေလှုပ်ချင်ပါတယ်ဆိုဆရာတခါရဲနဲ့ပြဿနာတတ်တယ်မြန်မာပြည်မှာရဲနဲ့ပြဿနာတတ်တာဆရာမြန်မာပြည်မှာဆရာတို့ဖအံသွားတဲ့လမ်းမှာကားတစီးရချော်ပြီးတော့မှရောက်ထဲကျသွားတာအဲ့ဒါကိုရဲရှိတယ်လေရဲဆိုင်ကယ်လေးနဲ့ဖု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 နဲ့လာတာအဲ့နဲ့ရဲတွေ့တော့ကျွန်တော်ပြောပြီအာလှုပ်ပါလေဆို အဲ့ဒီရဲစဉ်းစားနေပုံပြောပြမယ်နော်ဆရာသွားပြီကွာလို့ဘလို့စဉ်းစားတယ်သူစဉ်းစားနေပုံလေအဲ့ဒီလူစီကပတ်စံဘလို့ရမလဲစဉ်းစားနေတာအဲ့ဒီအဲ့ဒီဖေမလားရှင်လားသူစိတ်ဝင်စား तू ပတ်စံရဖို့ပဲစဉ်းစားနေကျွန်တော်ဒေါသထွက်တာအဲ့ဒီရဲဘိုက်ဘိုက်ပူပူနဲ့ ခြားကိစ္စအရေးမကြီးဘူးသူ့အသက်ကယ်ဖို့အရေးကြီးတယ်လူအသက်တစ်ချောင်းအောင်တန်ဖိုးမထားတတ်တော့ပတ်စံပတ်စံနောက်လိုက်နေဟာတဲ့အများကြီးမြန်မာပြည်မှာအဲကြောင့်ဆင်းရဲတာဆရာဒေးဗစ်လောက်တိုက်ခိုက်တဲ့ခရစ်ယာန်ဆရာတွေလည်းဆရာဒေးဗစ်ပြောပြမယ်မှတ်တာဘာကြောင့်မှမဟုတ်မနာလို့တာတိုက်ခိုက်တဲ့ဆိုတဲ့ကမနာလို့တာ ဒါဆိုကျွန်တော်မဟောစီချင်ခင်ဗျားတို့ဟောလေခင်ဗျားဟိုစအဲ့ဒီစင်းရတဲ့နေလွတ်လွတ်မြအောင်လုပ်ပေးခင်ဗျားတို့ရှောက်ပြောမနေနဲ့အရှုံးခံမလို့ကြောင်းဖွင့်ကြလေပြီးတော့မှတင်ပေးကြလေကြော်တင်းလာပြီရတာဟာဆရာတရားပလင်မှာဆရာတင်းလာပြီလားတင်းနေ ဘာလို့လဲဆိုတော့အောင်မြင်ချင်းကြောင့်ဟောတာကိုလိုက်လိုက်တားနေဖွဲ့တွေရှိတယ်။ဝေးကြီးကြောင့်ပြောလိုက်တားတယ်။ပတ်စာမရှိတော့သူတို့လည်းပေးတာလည်းမဟုတ်ဘူး။ပတ်စာမဲလျှောက်တောင်းတာအတင်းသားနေ။အတင်းသားကိုပတ်စာပေးတာမရှိဘူး။အတင်းသားစီကပတ်စာမဲလျှောက်တောင်းနေတာ။စူစူဘူးလေးစူဘူးလေးတွေနဲ့တစ်နှစ်တစ်ခါလာလိုက်သေးတယ်။ဟမ်တစ်နှစ်တစ်ခါစူဘူးနဲ့ ဖျားကြောင်းကတော့အတင်းတော့အကောင်းကြီးဖြစ်စီလားမဖြစ်စီလားမသိဘူးစူဘူးအချင်းတိုင်ရင်အဲ့ဒီစူဘူးလာပြန်သိမ့်ပြီတနှစ်တခါအဲ့ဒါဟုံးမမဟုတ်တာဗျအဲ့ဒါဘာလာဒီလာတိုးရေချုံတယ်တိုးသားစားတယ်တိုးရထွက်တဲ့ဟာတွေယူတယ်ပြီးတော့တိုးကြတော့ဘာမကြွေးပဲပိန်လှိနေအောင်ထားတာအဲ့ဒါမကောင်းဘူးတိုးဆိုတာယုံကြည်သူတွေ ယုံကြည်သူတွေဆီကနေအလှငွေပဲရချင်တာဖျားကြောင်းနဲ့မှနည်းနည်းပတ်စံရှိတဲ့သူဆိုရင်အရှိဆုံးတားမှထိုင်ခိုင်းပြီပတ်စံမရှိတဲ့ဖွဲ့ဆိုဟောနာအနောက်ဆုံးမှထိုင်ဆိုတဲ့အကွက်တွေလှုပ်တာအာ VIP လှုပ်လိုက်သေးတယ် CIA ပွဲမှာဗာ VIP မှမရှိဘူး ဥသူလာထိုင်တာပဲဘာမှ VIP မရှိဘူးတချို့ကကျွန်တော်ကျွန်တော်နဲ့နဲ့ခင်မင်းနဲ့ချို့ချို့လူရှိတယ်ဒါတောင်ကျွန်တော်ညီကိုတွေကျွန်တော်ချစ်တယ်မကိုကိုကျော်ကိုတို့ဆိုရင်ဘာမှမယဟိုးနောက်ဆုံးမှထိုင်တယ်အဲ့ဒါတထေးတွေအဲ့ဒါဟိုးနောက်ဆုံးမှထိုင်တယ်အဲ့ဒါကျွန်တော်ကြိုက်တယ်အဲ့ဒါလာလာလိုက်တယ်ဆရာတရားဟောပွဲလာမယ်နော်ဆရာတဲ့ခုံငါးလုံးလောက်ခြံထားပေးပါမခြံထားနိုင်ဘူးလို့ ဆရာဒေးဗစ်လာအရန်ဆွာတယ်ဆွာမှာပဲဘာမှ VIP မရှိဘူးအားလုံးက VIP ပဲဘုရားခင်ရှေ့မှာအာမင်နောက်တစ်ခုပဲကျွန်တော်ပြောမယ်ယုံကြည်သူတွေအောင်မြင်ရမယ်အောင်မြင်တဲ့ခါကျမှမြန်မာပြည်မှာရှိတဲ့ဆေးရုံအစ်စ်တွေပြန်ဆောင်မယ်ငါတို့ကင်းစာဌာနကို ကင်းစာဌာနအတန်ရှင်းဆုံးနေရာဖြစ်အောင်ပြန်လုပ်မယ်။ထိုင်းနိုင်ငံပြန်လာပြီးတော့မှဈေးပြန်ကူရမယ်မြန်မာပြည်မှာ။ International ကျောင်းနေဖြစ်လာမယ်။မြန်မာပြည်မှာအမေရိကလူတွေပြန်လာတော့မြန်မာပြည်မှာတက်ကိုတက်ရမယ်။ယေရှုနာမနဲ့ချိန်ညားတယ်။အဲ့ဒီအတွက်ဒီနေ့ဆရာပြောမယ်။ဖျားခင်တင်းအောင်မြင်ရှင်းပေးလိုက်မယ်။ပြောအောင်မြင်ရှင်းပေးလိုက်မယ်။ ဘသူတွက်လဲလိုအပ်နေတဲ့သူတွေကိုပြန်လဲမစားဖို့သင်အောင်မြင်ရမယ်အာမင်အာမင်ရှန်ထွက်ရမယ်တာ၍အောင်မြင်ရမယ်တခုပဲတခုပဲစိတ်နေစိတ်ထားအောင်မြင်ရှင်းစွာပါလဲစ조사လို့လာမဟုတ်ဘူးစိတ်နေစိတ်ထားပြောပါလဲဘယ်လိုစိတ်နေစိတ်ထားလဲပြောဘယ်လိုစိတ်နေစိတ်ထားလဲ ကိုကောင်းစားသလိုသူများကို ကောင်းစားစေခြင်းတဲ့စိတ်နေစိတ်ထားရှိရမယ်အာမင်အဲ့ဒါကောင်းကောင်းစားတဲ့သူရဲ့အောင်မြင်တဲ့သူရဲ့နှလုံးသားပဲကိုကောင်းစားသလိုသူများကိုကောင်းစားစေရမယ်အေးနောက်ချက်မှတ်တာဘလို့လူအောင်မြင်တာလဲတဲ့လောကမှာသူများကို အောင်မြင်အောင်လှုပ်ပေးတဲ့သူက အောင်မြင်သွားတာ ောင်မြင်တော့သူစားပါဆိုလဲသူများကို အောင်မြင်အောင်လှုပ်ပေးတဲ့သူကအောင်မြင်တော့သူဖြစ်သွားတာအဲကြောင့်ဒီနေ့ကျွန်တော်ပြောမယ်အောင်မြင်တော့သူစားပါဆိုလဲတင်းအားဖြင့်သူများတွေအောင်မြင်ခြင်းရမယ်တင်းအားဖြင့်သူများတွေကျွယ်ဝခြင်းရမယ်သူများတွေတင်းအားဖြင့်လွတ်မြောက်ခြင်းနဲ့ရမယ်တဲ့အာဖြင့်လူတွေဟာ မျက်ရည်ကျနေတဲ့ဘဝနဲ့ဝမ်းမြောက်တဲ့မျက်ရည်တွေပြန်ဖြစ်လာရမယ် အဲ့ဒါအောင်မြင်တော့သူပဲဒါကြောင့်ဒီနေ့ကစပြီးတော့တင်းနှလုံးသား ready ဖြစ်ရင်ကျွန်တော်ဆူတောင်းပေးမယ်အမေစုကသူ့ဘာသာထောင်ထဲမှာပဲနေနေဆရာပြောပြမယ် तू ကအောင်မြင်တဲ့သူအောင်မြင်တဲ့သူ तू အတွက် तू မြန်မာပြည်မှာလာဒုက္ခခံခါနာမဟုတ်ဘူးဒီမြန်မာပြည်သားတွေရဲ့ချောင်းအောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာဒါကြောင့်ဒီနေရာနဲ့အမေစုကို လေးစားပါတယ်အရန်ချစ်ပါတယ်ဂုံယူပါလို့ပြောပြစေယေရှုမွေးနေ့ဟလာခွနစာရှစ်ဆာ sorry ရှစ်ဆာဘယ်နဲ့ခွနစင်းနဲ့ပါလဲဘယ်လောက်လဲကျိတ်သေးလားအနှစ်80ကနေစပြီးတော့မှနှစ်ပေါင်းများစွာ ကျမ်းမာလျှက် နိုင်ငံတော်ဤယောမင်္ဂလာဖြစ်စေတဲ့အောင်မြင်စေတဲ့မိခင်ကြီးဖြစ်ပါစေလို့ဒီနေ့အနေအမေဆုကိုဆုတောင်းကောင်းကြီးပေးလိုက်ပါတယ်